ဲ့တော့တို့ခုခုကြီးငွေတွေထင်းနေတာကအမေကမချမ်းသာလို့အဖေကမချမ်းသာလို့ငါတို့ဘာထုတ်မပေးလို့ငွေထုတ်ပေးလို့မဟုတ်ဘူးခဏချမ်းသာတဲ့တထေးတွေလိုက်ကြည့်လိုက်ဘယ်တထေးမှအခုဒီထဲကလူတယောက်ကိုဥအောင်ပြောမယ်ရော့သိန်းတောင်မင်းရွှေတိုင်ဖွင့်လှုပ်လေလုပ်ငန်းမကျွမ်းကျင်မင်းနဲ့ဘယ်လိုလုပ်လို့ရမလဲအခုဆရာအကြီးတော်ကဘာပြောသွားလဲဥအောင်ခုနကဒီမှာမရှိပေမဲ့ဥအောင်တို့ Facebook က live လွှင့်ထားတဲ့အတွက်အားလုံးကို focus ယူလိုက်ရင်ကြောက်တုံးတုံးသွားရောက်လာတဲ့ဥပမာပေးထားတယ် ကိုကိုကိုဘလို့တန်ဖိုးထားမှာလဲအဲ့ဒီကြောက်တုံးကိုသွားရောက်တဲ့လူရဲ့တန်ဖိုးခရစ်အောင်သမားကြီးဥအောင်ကဘဝကပြစ်ချလိုက်တာကအောင်ဆိုတဲ့ကောင်လေးကိုဘယ်ကိုပို့လိုက်တာလဲကွန်းရရောင်းစားရမယ်ရွှေတော်ဆိုတဲ့ဇာတာပရိနံအကုန်ရှိတယ်ပဖဖဗမဇာတာပရိဖာဖိုးဖဲအကုန်ရှိတဲ့နေရာဘသူကပြစ်ချတာလူငယ်တွေပြောကြည့်ပါဦးကံကပြစ်ချတာ တို့ဘောကျောင်းသားတွေအားကိုကဘယ်သူပြစ်ချလိုက်တာလဲကံအပြစ်ချလိုက်တာဘယ်ဟိုပို့တာလဲဇာတာပရိနံရှိတဲ့စီပို့ချလိုက်တာအဲ့ဒီအချိန်ကတာဥအောင်ကကိုကိုကိုဖြစ်စလို့နေတန်ဖိုးမထားခဲ့ရင်ဒီအချိန်မှာဘယ်လိုလုပ်အောင်သမားတွေဥအောင်ဖြစ်လာမှာလဲခရီးပြောချင်တာကျောင်းသားတွေအတွက်အဲ့ဒါအဓိကပဲဒီတည်းကဆယ်တန်းကျောင်းသားတွေလက်ညှိုးထောက်မောင်းဆယ်တန်းနေပါအင်းမင်းတို့ရွေးရတာဥအောင်ရွှေတော့ရောက်တာပဲရွှေတော့ရောက်တာပဲဒုက္ခရောက်တာပဲပြန်ချလိုက်တော့ ဲ့အဲ့ဒီတော့ကဒုက္ခရောက်လို့ရွှေတော့ရောက်တာပဲယေရှုတင်ရမှာအဲ့လိုတော့မရောက်ခဲ့ဘူးဆိုရင်တော့ဦးအောင်ကဒီချိန်နေရောက်ချိန်မှာရောက်မှာပေါ့သို့တော့အင်တာဗျူးတွေမှာမေးတယ်လူတွေကဦးအောင်နဲ့ချမ်းသာအောင်ငငယ်လေးကလေးကခင်ဗျာစဉ်းစားကြတာဟာခင်ဗျာလာမမေးနဲ့အဲ့ဒါမှားနေကိုရသွားရောက်လာရွှေကုံတွေဖြစ်ဖို့ပါကူမပါဘူးရတဲ့အချိန်မှာရတဲ့တော့တက်နေရတဲ့နေရာကိုလွန်သွားတာပဲအခုလူငယ်တွေကအခုခေတ်နဲ့ဥအောင်တို့ကကြွားတယ် သားတို့သမီးတို့ခေတ်ကတကယ်တက်မှာဥအောင်တို့ခေတ်ကတက်လို့လုတ်တဲ့ခေတ်မဟုတ်ဘူးငတ်လို့လုတ်တဲ့ခေတ်ဥအောင်တို့ကဘယ်ခေတ်ကကြီးခဲ့တာအနောက်ကလူတွေပြောဘယ်ခေတ်မှာကြီးခဲ့တာအဲသားတို့ကဘယ်ခေတ်လို့ရမှာတော့အဲတက်လို့လုတ်တဲ့ခေတ်ကတော့ဥအောင်တို့ခေတ်ကရွှေရောဆိုတဲ့အရက်ဒီသားရွှေပုံတွေငွေပုံတွေရှိတဲ့စီကိုဘွဲမရတဲ့အောင်အောင်ကရောက်သွားတာရွှေပုံကြီးရှိတဲ့နေရာငွေပုံကြီးရှိတဲ့နေရာမှာသွားပြီးလှုပ်ရှားတာခရစ်သားတို့ကလယ်ဝေးတို့ နေပြည်တော်တို့ရန်ကုန်မန္တလေးတို့ကဘယ်မှမသွားကြင်ဘူးသူဒီမှာရွှေဘုံငွေဘုံမရှိဘူးမင်းတို့ရဲ့ခန္ဓာကိုယ်ထဲမှာအားလုံးဖြည့်တင်းထားရမယ်ခုနဆရာပြောတယ်တင်လို့ရတာဒီအကုန်ထည့်ထားခုဒီနေ့ရွှေတင်တန်းမှာဥအောင်ရဲ့တပည့်တယောက်နဲ့အတူကားမောင်းရင်တန်းလန်းသွားတော့ဆရာရတဲ့ဘာဘဝိုင်းတော့ပြင်းလာတာပဲမိတ်ဆက်တာနဲ့တနာကြီးကုံအေးတာပဲဆရာတဲ့မင်းလို့ရွှေတင်တန်းမှာနေတော့အခုငါ့ကိုလင်းကွင်းလိုက်ပို့ရင်တန်းလန်းနဲ့မေးရှင်နဲ့မေးကွန်းမေးလို့အခုလည်းလူငယ်တွေမေးကွန်းမေးဖို့ မေးပါမနေ့၄နာရီထိုးမေးဥအောင်တို့ရှိတာဖြေပေးသွားမယ်အဲ့တော့မင်းကားပေါ်ကြောင့်တော့ငါ့ကိုမေးကွန်းမေးသမ်းกว่าလို့ဆရာတဲ့ကျွန်တော်ဆရာလူပဲချမ်းသာခြင်းတဲ့အတွက်ကျွန်တော်စာရီထဲမှာကျွန်တော်ရေးတယ်တဲ့ဥအောင်လူတတိဖြစ်ခြင်းနေပေါ့ဘယ်လိုရေးတုံးဆိုတော့ကျွန်တော်ရေးပြီးစာအုပ်ချညှက်ထားတာတဲ့အော်မင်းမြန်မြန်ဖြေအောင်ပါပဲလို့တတိငါကစာအုပ်ချမညှက်ဘူးဘယ်နေ့ဘလူရွှေကုံတွေဖြစ်ခြင်းနဲ့တတိဖြစ်ခြင်းနဲ့ဆိုတာတွေကိုငါကမီးသွေးကဲနဲ့ရောမြေပြူနဲ့ရောအဲ့ဒီအိမ်သာရော ဗီယိုနန်ရရောဖရဲစင်အောက်ရောအကုန်ရေးထားတာခဏနေလာပါမယ်ဆရာကြီးရွှေဦးတော်ရဲ့စာအုပ်ထဲကစာရီအတိုင်းကိုဖြစ်ချင်တာကိုရေးတာအဲ့တော့အဲ့ကလေးကိုဦးအောင်ပြောတယ်မင်းကချမ်းသာကျင်တာပြောတယ်မင်းအခုဘာလို့ဆိုကျွန်တော်ဘော်ဒရီနဲ့ဘွဲရတယ်တဲ့အဲ့လို့ဆိုမင်းအင်္ဂလိပ်စာတော့ကျွန်တော်နည်းနည်းပါပါကွန်ပျူတာရောနည်းနည်းပါပါအဲ့လို့ဆိုမင်းဝန်ထမ်းလုပ်ရှင်တော့လစာတော့မင်းနည်းနည်းပါပါပဲရမှာပဲမင်းနည်းနည်းပါပါတတ်ရင်နည်းနည်းပါပါပဲခရစ်သားတို့ပြောချင်တာကိုကိုကိုထဲ့ထား တက်လို့ရတဲ့တက်လို့လုံတဲ့ခေရောက်ရင်မင်းတို့အခုကမ္ဘောဒါဆရာကျောင်းကမင်းကိုကားသမားခန့်ပြီဒရိုက်ဘာအောင်သမားကြီးဥအောင်ကခန့်ပြီဟဲ့အောင်မင်းကွန်ပျူတာဖွင့်လဲကွန်ပျူတာတက်ဟာဆရာကျွန်တော်ကွန်ပျူတာရတယ်ဟဲ့ငါစင်ရင်းကိစ္စရတယ်ဆရာကျောင်း ACCI ဘလောက်အောင်ပြီးသားဟဲ့ငါနိုင်ငံသားနဲ့စကားပြောရတယ်ဆရာကျွန်တော် speaking okay ဟဲ့ငါတရုတ်တယောက်နဲ့တူပဲဆရာကျွန်တော် Chinese ရတယ်ကိုထဲကိုအကုန်ဖြည့်ထားအဲ့ဓာဒီဖြည့်မထားပဲနဲ့ဥအောင်တို့လူငတ်တို့လုတ်တဲ့ခေတ်ကရွှေပုံစီသွားပြီးလှုပ်ရှားတဲ့ခေတ်ပြန်ရောက်လာဖို့မလွယ်ဘူ ဒါလေးဥအောင်နေနဲ့မိတ်ဆက်တဲ့အရင်မှာပြောပြရတယ်။โอเคအဲ့တော့အရွယ်သုံးမအကြောင်းပြောရင်းနဲ့ဥအောင်ရဲ့ဘဝအကြောင်းတွေပြောရင်းနဲ့သားတို့သူမတို့လှုပ်တင်လှုပ်ထိုက်တာလေးတွေအကြောင်းတွေပါသွားမယ်။နောက်တစ်ခုဥအောင်ဘာဘူးလို့ဒီအရွယ်သုံးမလို့ခေါင်းစဉ်တက်ပြီးပြောလိုက်ဖိတ်တာကဆရာကတော့ဝဲလို့ဖိတ်တဲ့ခါကျတော့နားထောင်မှာကအော်ကို့လိုပဲ1985အကြောင်းသားတွေဆိုတဲ့ခါကျအနည်းဆုံးအသက်50ပုဂ္ဂိုလ်တွေဖြစ်လိမ့်မယ်။ ဲ့လိုဆိုရင်တော့ငါအသက်ကြီးတဲ့ကိစ္စလဲဆင်သွားအောင်ပါဒီကြတော့လူငယ်တွေများနေတယ်ဒါတော့အဲ့တော့ဦးအောင်တို့ရှိတာတတ်နိုင်တာကိုယူသားစွာတင်ပြပေးမယ်အဲ့ထဲမှာတစ်ခုရအောင်ယူလိုက်ပါတို့လူတွေရသွားပါလိမ့်မယ်အဲ့တော့ဦးအောင်ရဲ့ဘဝတွေကသွားခဲ့တဲ့ဟာလေးတွေကိုပြောရင်းနဲ့သွားပါမယ်ဖြာကြည့်ပါဦးပြည်သက်တွေ ဒါတို့လေဒီအားကိုဖတ်လို့မကြည့်ဘူးအချိန်မပြေရင်ဥအောင်ရဲ့ Facebook ကနေဒါ live တင်ထားတယ်ခဏနောက်ကျတော့ပြန်ကြည့်လိုက်ရင်ဒီပုံလေးတွေက live တင်ထားတဲ့ video ကနေပြန်ကြည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့အရွယ်၃ပါးဆိုတဲ့နေရာမှာအရွယ်၃ပါးရဲ့ခေါင်းစဉ်ကိုဥအောင်ကတက်ဖို့လို့တော့ကို့ဘဝအကြောင်းနဲ့လူတွေအကြောင်းကိုပြောတဲ့အခါမှာပါးဆိုတာတက်လို့ရမလားဆိုပြီးတော့ ဆရာဦးမောင်သာချိုတို့လည်းမေးပါတယ်ဆရာဦးကျွန်းမေးတော့ရပါတယ်ဆရာကြီးဦးလတ်သိန်းကလည်းအရွယ်၃ပါးဆိုတဲ့တရားဟောတာတာရှိတယ်ဆိုတဲ့အတွက်အဲ့တော့ဘဝရဲ့အရွယ်၃ခုပါအဲ့တော့တို့လူငယ်တွေကိုဆိုချင်တာကဒါတို့သမီးတို့ ਨੇ ဒီမှာကလူငယ်တွေကိုပါရင်လူတယောက်မှာအရွယ်က၄ပါးရှိတယ်တကယ်တမ်းအတွက်ကြည့်ရင်တက်တန်းကလူတယောက်မှာ85နှစ်တန်းဆိုတဲ့အခါဖြစ်တဲ့အတွက်25 25 25တိုင်းလိုက်မယ်ဆိုလို့ရှိရင်85 85 85ဆိုထားပါတော့100တန်းပေါ့နော်အဲ့တော့ဒီတရားရမ်းမှာ လူကိုတကယ်အကျိုးပေးတဲ့အချိန်ကတနှစ်ကနေ25နှစ်အကျိုးအပေးဆုံးအချိန်ပဲ25နှစ်ကနေ90သည်ပိုအဲ့နည်းနည်းလေးတော့လျော့တယ်ဒါပေမဲ့ပိုပြီးတော့တမန်လေးချိုးပြလာအဲ့90ကနေ85အကျိုးပေးသေးတယ်ဒါပေမဲ့85ကနေ100ကြားဆိုရင်တော့အများကြီးလျော့သွားပြီဒါလေးကိုဗာဥပမာပေးထားလဲပြောရင်လက်စွာဖခင်ကတာဝတိပြီမှာသုံးခံရင်တလန်းနဲ့နာမည်တော်မှားခြင်းမာမာပေါ့ တရောင်းစားအသက်80အဖိုးကြီးလင်မြတ်တော့တောင်းစာတာမြင်တော့ဒီဥမာလေးထည့်ပြောမှာစွဲမှာဆိုလို့เนาะအချိန်တော့စားတယ်မတတ်နိုင်ဘူးအဲ့တော့မြတ်စွာဘုရားပြုံးတယ်ပြုံးတော့မေးတယ်ရှင်မရဘာလို့ပြုံးတာလဲမင်းเจ้าတော်ကြမှာမေးတာပြောရမှာရှိတယ်เจ้าတော်ကြတော့ပြန်ရှင်းပြအဲ့ဒီလင်မယားကိုကြည့်တယ်အဲ့ဒီအဖိုးကြီးဖွားကြီးကိစ္စလည်းအရေးမကြီးဘူးဘုရားဟောတာလည်းအရေးမကြီးဘူးသားတို့သမီးတို့မှတ်ထားဖို့ရာပုံမြင်ပါမှမှတ်မိမှာမို့လို့ဦးအောင်ကပြောတာ အဲ့ဒီလင်မယားနှစ်ယောက်ရဲ့ဘဝကိုငါကြည့်တယ်တဲ့တနည်းသူခဲ့လို့ရှိရင်အချမ်းသာဆုံးတထေးကြီးဖြစ်လိမ့်မယ်စီဝါရေးလုပ်ရင်တကယ်လို့စီဝါရေးမလုပ်ဘဲနဲ့လောကီလောကုတ်လောကီမလုပ်ဘဲနဲ့လောကုတ်တရတာ လုပ်ခဲ့လို့ရှိရင်အနာဂံယဟန္တာတိသူတင်နိုင်တယ်ငါထက်ကြည့်တယ်တဲ့25နှစ်ကနေ90ထက်ကြည့်တယ်တကယ်လို့ဒါသူစီဝါရေးလုပ်မယ်ဆိုလို့ရှိရင်ဒုတိယရန်စာတထေးရော့သွားပြီနော်25နှစ် 25နှစ်နဲ့90နဲ့မတူဘူးဒုတိယဇန်သားတတိယဓမ္မမဟုတ်လေအနာဂံတည်မယ်ထက်ကြည့်တယ်တဲ့90နဲ့85ကြားမှာကြည့်တဲ့အခါတကယ်လူများသူတို့စီးပွားရေးလုတ်ခဲ့အောင်မယ်ဆိုရင်တဲ့တတိယဇန်တတိယဖြစ်အောင်မယ်တဲ့တရားအားထုတ်ခဲ့မယ်ဆိုရင်လေလောကီမလို့ဘယ်နဲ့လောကုတ္တရာလုတ်မယ်ဆိုလေအနာဂံတည်နိုင်တယ်ကွာတဲ့အခုအသက်80ကြီးတောင်းစားတဲ့အရွယ်ငါကြည့်တော့တတိယလုတ်ဖို့လုတ်လေစီးပွားရေးလုတ်လေတတိယမဖြစ်တော့ဘူးတဲ့တရားအားထုတ်လို့လေတရားမရနိုင်တော့ဘူး အရွယ်သုံးပါးတရားဆိုတာအဲ့ဒါပဲအဲ့တော့အခုတို့ဒီဘုရားကျောင်းသားတွေအသက်ဘယ်လောက်အတွင်းလဲ25အတွင်းမှာသားတို့မှာကံရောညံရောအပြစ်ပေးတယ်ဥအောင်တို့ခေါင်းတွေကိုကြည့်ငโกစပင်ငโกသွားဘလူသားကြီးဘာမှမရှိတော့ဘူးဒါဥအောင်တို့ဒါ54နှစ်55နှစ်ပထမအရွယ်ဒုတိယအရွယ်ကျော်ပြီးတော့တတိယအရွယ်ထဲဝင်သွားပြီထားအဲ့တော့အရွယ်သုံးပါးဥအောင်ဘုရားဘလူသွားခဲ့တယ်ဆိုတော့ ဟာလေးတွေကိုဥအောင်ဘွားတွေကဓာတ်ပုံလေးတွေပြရင်းနဲ့ဒုလူတွေကိုပြောသွားမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာဥအောင်အချိန်လောက်ထားပါတယ်မိဆက်5မိနစ်လူငယ်ဘွား15မိနစ်လူလတ်မိနစ်30လူကြီးဘွား15မိနစ်မိကွန်း5မိနစ်ဆိုတော့เนาะအချိန်တော့အတိအကျပိုင်းထားတာဖြစ်ပေမဲ့လို့အခု10နာရီ31ရှိပြီဥအောင်15မိနစ်ရှိသွားပါပြီဒီဆိုင်ပုတ်လေးကဥအောင်တို့အမြဲတမ်းပြနေကြပါဘာဘူးလို့ဒီဆိုင်ပုတ်ကိုပြတာလဲပြောရင်ဥအောင်ကိုယ်တိုင် တကယ်ကွန်းရရောင်းစားခဲ့ရတဲ့ကွန်းရတဲ့ဘွားဖြစ်တဲ့ ဘာဘူးလို့တို့လောကကြီးမှာတထည်မျိုးချမ်းသာမျိုးဆင်းရဲမျိုးမရှိဘူး။အောင်အောင်ဆိုတဲ့ကောင်လေးကတစ်ချိန်ကဒီကွန်းရရောက်ဒါပေမဲ့ဒီဆိုင်ဘုတ်ကိုပြတာလကားပြတာမဟုတ်ဘူးနော်။အင်တာနက်မှာအခုကောင်တို့ live လွှင့်ထားတယ်။ရွှေသင်္นานနေမှာပြတယ်။ဒါပေမဲ့ဒီလေဝေးကလူငယ်တွေအတွက်ဘာကြောင့်ပြပေးတာလဲပြောရင်ကွန်းရရောင်းလုံးကကွန်းရအလုတ်ကိုအလွန်ချစ်တဲ့ဥပအခုတိတိညတိုင်အိမ်မက်မက်ကွန်းရရာနေတော့မဲ့ ကိုညာပြန်ရောင်းစားရင်ကောင်းတယ်လို့ပြောတာမဟုတ်ဘူးကိုညာအလုပ်ကိုမြန်နိုးလို့ကိုညာလုပ်ငန်းကို professional ကိုညာလုပ်ငန်းကိုသားတို့ဥအောင်ကအယမ်းချစ်တယ်ကိုအောင်ဘာဖြစ်တာလဲကိုညာကိုအပြော်ပြော်ပြော်တရေဖြစ်ချင်းပြော်မလို့ဆိုင်ကားသားမဖြစ်ချင်းမပြောနဲ့ကိုအောင်ကိုညာလုပ်ငန်းကိုဘာလုပ်တယ်ဒီဘက်မိုက်တလုံးကြည့်မင်းတို့ကြည့်ပြောတာရတာကြည့်တယ်ဟိုချစ်ရလို့ဘာပြန်မပြောနော်အဲ့တော့ ဲ့ဒီလုပ်ငန်းကိုအရန်ချစ်လို့ဒီကွန်ရဆိုင်ဘုတ်ကဒီအချိန်ထိသိမ်းထားတာတကယ်လို့ဒါမမြတ်နိုးခဲ့ရင်ကွန်ရဆိုင်ဘုတ်ဘယ်လိုလုပ်ဒီချိန်ပြမှာလဲရွှေကုံတဲကြီးဖြစ်မှဒီဆိုင်ဘုတ်ပြဖို့သိမ်းထားတာမဟုတ်ဘူးဒါနေ့ focus ပြောလိုက်မယ်အခုဆိုင်ကားနေဆိုင်ကားနေတဲ့အလုပ်ကိုမြတ်နိုးပါအရန်ချစ်ပါကိုလုပ်တဲ့လုပ်ငန်းကိုအရန်ချစ်မြတ်နိုးတဲ့လူကချမ်းသာလိမ့်မယ်ဒီတော့လက်ခုပ်ရတာဆိုရပါ လက်ခုတ်မတီးတတ်ရင်တထေးမဖြစ်သေးဘူးလက်ခုတ်တီးဖို့တင်တာမဟုတ်ငါလူတွေကိုငါစတီးလိုက်ရင် နောက်ကပါလိုက်ငါခေါင်းဆောင်ဖြစ်ပြီအဲ့ဒါကိုပြောချင်တာโอเคအဲ့တော့ဒီကွန်းရဆိုင်ဖို့ကိုဥအောင်ကဒီကွန်းရအလုပ်ကို professional ရွှေတင်နန်းသားပွဲတစ်ပွဲမှာတင်နန်းဒီလိုဟောပြောပွဲတစ်ခုမှာကလေးတယောက်ကထမေးတယ်ဥအောင်နဲ့ကျွန်တော်ကကျွန်တော်ဖေကတန်မန်းလုပ်ပါတယ်တဲ့ ကျွန်တော်ဘာပွဲညာပွဲရပါတယ်ပေါ့ကျွန်တော်ဘလူပွဲညာပေါ့အဲ့တော့ကျွန်တော်လုပ်ငန်းဘာလုပ်ရမလဲတဲ့မင်းအရင်ဆုံးမင်းအဖေရဲ့တန်ပန်းလုပ်ငန်းကိုအခုတန်ယူဘင်းကြီးတွေနဲ့ထောင်တဲ့တန်အဆောက်အဦတွေဆောက်တဲ့လုပ်ငန်းဖြစ်အောင်မင်းစူးစမ်းကြည့်ပါလို့ဟိုအဝေးကြီးရှောက်မမှန်းတဲ့ကို့အိမ်ကလုပ်ငန်းကိုကို့အရင်ကို့မိဘလုပ်ငန်းကိုအရင်တိုးတက်အောင်အရင်လုပ်ကြည့်အောင်ဟိုအပေါ်ဒီခုံဒီဒီခုံအဲ့လိုလူတွေကြီးပွားဖို့မလွယ်ဘူးဥအောင်ရတဲ့နေရာနဲ့ရတဲ့အလုပ်လုပ်ခဲ့တာဒါတော့အဲ့တော့ ဒီနေရာဒီ focus ပြောချင်တာကမိမိလုပ်တဲ့လုပ်ငန်းကိုချစ်မြတ်လို့ပါအဲ့ဒီလုပ်ငန်းပေါ်မှာ professional လုပ်ငန်းတစ်ခုကိုကျွမ်းကျင်တဲ့လူဟာဘယ်လုပ်ငန်းလုပ်လို့အဆင်ပြေတယ်မုတ်ဒီရောင်းတယ်စားတောက်ဆိုင်ရောင်းတယ်ပြုတ်တယ်ဖနက်ဆိုင်ဖွင့်တယ်ပြုတ်တယ်ရွှေဆိုင်ဖွင့်လည်းပြုတ်မှာပဲကိုင်းရဆိုင်အောင်မြင်တယ်ဒီပြင်ဟာလုပ်တယ်အောင်မြင်တယ်ရွှေဆိုင်ဖွင့်လည်းအောင်မြင်မှာပဲဒီပြင်လုပ်ငန်းလုပ်တယ်ဥအောင်တို့ကအောင်မြင်မှာပဲသူများနဲ့မတူအောင်ကြည့်အခုပြောပြီးပြီပဲဒီစာရေးဆရာနှစ်ယောက်နဲ့တွေ့တယ် စားတော့ဆိုင်မှာရှိတယ်ကိုသူတို့တွေချမ်းသာတယ်ကိုလန်ကူတာကနဲ့ကြို့တယ်ပိုတယ်ဟိုတယ်လိုက်ပို့ပေးတယ်ပြန်လာတယ်နားထောင်ပေးတယ်အဲ့ဒါကိုလှုပ်ရမယ့်အလုပ်ကိုကိုလှုပ်နိုင်အောင်ဘာဖြစ်ဖြစ်လှုပ်တာအဲ့တော့ဆိုလိုတာကကိုဒီကိုကြရတောင်းဝန်မှာဘယ်နေရာမှာပဲဖြစ်ဖြစ်အဆင်ပြေအောင်လှုပ်နိုင်တဲ့လူဟာအမြဲတမ်းအောင်မြင်ကြီးပွားမဲ့လူဖြစ်တယ်ဒါဟာဥအောင်ရဲ့ဘဝရဲ့ကွန်ရဆိုင်နဲ့ပတ်သက်တဲ့ဆိုင်ဘုတ်လေးနဲ့ပြနေကြပါအဲ့တော့လူငယ်ဘဝဖြတ်သန်းပုံလေးဥအောင်တို့ပြပါ အဲ့တော့ဒါဥအောင်ရဲ့အမိနဲ့အဖေရဲ့တကယ်ချမ်းသာတဲ့ဆင်းရဲတယ်ဆိုတဲ့ဟာကိုသိအောင်လို့ပြောတာအဲ့တော့အမိနဲ့အဖေနဲ့ပုံကမဲ့နာလားပြုံးနာလားအောက်ကဖွေတယ်လို့ပေါ့ပြုံးနေတယ်လူတယောက်ကချမ်းသာခြင်းအဲ့ဒီပြုံးတဲ့အတတ်ပညာအရင်လို့သူများစီကပတ်စံရှိရရင်အဲ့ပြုံးနာကိုအရင်လို့ကြည့်ဦးလူတွေ့လို့မှကိုလုံစာစားနေတဲ့မျက်နှာနဲ့လက်နောက်ပြေးလှုပ်လို့မရဘူးတွေ့ရင်အရင်နာပြုံးပြဟုတ်ဟုတ်မဟုတ်အကိုကြီးဟာခင်ဗျအရန်တတိရတာပဲကျွန်တော်မြင်မနေ့ကတောင်တတိရတာ မနေ့ကသတိရရမရသူဂျင်းနဲ့သွားပြီးတာပဲနော်အပိန်းနေတဲ့လူတွေ့ရင်လဲဟာအခုနည်းနည်းတည်းပြည့်လာတယ်လို့ပဲနော်ဥအောင်တို့ဆိုပိန်းနေပိန်းနေထဲကခဏခဏပိန်းနေပြောတော့ငါအေးဖြစ်နာกว่าလို့ဆိုအဲကောင်ထပ်မပြောရတော့အကတ်ကိုမကတ်တော့နော်ဟောအဲအဲအဲကလန်တိုက်တာအေးဖြစ်မှလက်ခုပ်တီးတယ်မလေးတစ်ပတ်နဲ့ငိမ့်စားခင်းတာအဲရွက်တိုက်ကြပါလို့ပါနော် စတာပါကောင်းတယ်ဒါတင်တာအဲ့တော့ဝါတဲ့လူနဲ့တွေ့ရင်လေဝါတာမကြိုက်ဆိုတော့ဟာအခုနည်းနည်းလေ့ကျင့်ခန်းလုပ်တာလေကိုကြီးလေးတောင်နည်းနည်းစစ်သွားသလိုပဲနော်အဲ့တော့အဲ့လိုပြောလိုက်ခြင်းအပြင်ကို့ဘော်တော့ तू ဟလာငါ့ဟူ तू ဘယူဆိုင်တယ်ဆိုတာအဲ့ဒါပြုံးရမယ်နှုတ်ဆက်ရမယ်ကိုအောင်တို့သမီးတွေခီးပွဲတွေသွားတယ်ပြန်လာတယ်အဖေးတဲ့အဖေးတငယ်ချင်းနဲ့တွေ့တယ်တဲ့သမီးတို့ကိုမခေါ်ဘူးတဲ့ဟမ် နင်တို့ကလူငယ်လေလို့နင်တို့စခေါ်ပါလားဟုတ်ဘူးတဲ့။ तू ကခက်တီတီနဲ့ဥအဖေတငယ်ချင်းအမျိုးသမီးအမျိုးသားပေါ့နော်နှုတ်မဆက်ဘူး။ဟဲ့နင်တို့ကလူငယ်အန်ဒီသမီးဥအောင်သမီးပါရှင်မင်္ဂလာပါဟာလာအန်ဒီဆင်ပြေလားနင်တို့စနှုတ်ဆက်အဲ့တော့ဆိုလိုတာခဏိဆရာမောင်သာချိုနဲ့အကြီးတော်အကြီးတော်ဥအောင်နဲ့ငယ်တယ်ဆရာမောင်သာချိုဥအောင်နဲ့ကြီးတယ်ဒါပေမဲ့နှစ်ယောက်စလုံးကိုကိုကလေးလေးသားသားကိုကြီးညီလေးဟာလာအကြီးတော်ကြီးအာခုနပြောတဲ့ဆရာမောင်သာချို အခုနဆရာပြန်နေဆင်းလာတယ်နှုတ်ဆက်တယ်အဲ့ဒါသူတို့နောက်တနေ့တွေ့လေဥအောင်ပေါ်မှာဟာကောင်ကြီးလေးတို့တွေ့ခဲ့တယ်ဟိအဲ့ဒါအမှတ်တွေပဲအဲ့ဒါပတ်စံချမ်းသာခြင်းတဲ့လူကခနေ့ဥအောင်တို့ဒါမိဘတို့ရဲ့ပြုံးကြီးရွေရှင်နှုတ်ဆက်ခြင်းနှုတ်ဆအာသဆိုတာအဲ့ဒါဥအောင်ကဘာမှမပါဘူးရွှေတော့ပါသွားတာတယောက်တည်းနှုတ်ဆအာသပဲမိဘတွေရဲ့ကြီးမြတ်မျိုးရိုးပဲနော်အမေဖေတွေကဥအောင်ကိုဘာမှမပေးလိုက်ပြီမဲ့လို့ လေးဖြတ်တဲ့သားမွေးမပေးလိုက်ဘူးပါရွယ်တဲ့ဟာမဟုတ်ဘူးเนาะတောင်တန်းဆွဲတဲ့ဟာမဟုတ်ဘူးအဲ့ဒါမိဘရဲ့မျိုးရိုးပဲဒီလိုမာမာချာချာလှုပ်ပေးလိုက်တာကိုပဲမိဘရဲ့ချီးစုပဲဒါလေးဥအောင်ကဘာလို့ပြလဲပြောရင်ဥအောင်ရဲ့စိတ်ကသားတို့လည်းပြောကျင်တာသူများနဲ့မတူတဲ့ကိုကိုကိုလှုပ်ပါဒီမှာကိုရင်နေသူများတွေထိုင်နေဥအောင်စောင်းကြောင်ထိုင်ထားတယ်အဲ့ဒါကနေ့ရစားပြီးတော့သူများနဲ့မတူဆိုတာသဘင်ဒီဘက်အညီဒီဘက်အဖြူဆိုးခိုင်းတာမဟုတ်ဘူးနော် အယူအဆအတွေးခေါ်ဒီသူများနဲ့မတူမှအခုဦးအောင်ကရွှေဆိုင်ဖွင့်တယ်သူများတွေကရွှေဆိုင်နေနာမည်တွေကြီးတယ်ဟာအကုန်ဖွင့်ပြီဒါပေမဲ့ရွှေတို့ကတက်လာတဲ့အောင်သမารီအောင်အောင်ကရွှေဆိုင်သူများတွေတအောင်ငါဘာလုပ်မှလဲစဉ်းစားတယ်သူများတွေရောရဲလက်ခနှစ်မျိုးယူတယ်ငါတစ်မျိုးတည်းယူရင်မရနိုင်ဘူးလားဟဲ့အောင်ပရင်ဆရာလာမင်းလည်းလက်ခမယူနဲ့ရောရဲတစ်မျိုးတည်းရောင်းရင်ရနိုင်မလားရတယ်ဆရာ okay ဟုတ်ပြီပြန်ကြည့်တယ်မနေ့ဝယ်ညနေပြန်ရှုံးတယ်ပြန်ရွှေဆိုင်တစ်ဆိုင်သွားဝယ်တယ်မဟုတ်ပါသေးဘူးဘူးတဲ့ထဲတာ ညနေသွားရောက်ရင်ရှုံးဒါဟု customer မကြိုက်ဘူး okay ငါရွှေတန်းဝယ်ရင်၅ရက်တွင်ပြန်ရောက်ရင်မရှုံးစရာဘူးရွှေတန်းကြော်ညာတာမဟုတ်ဘူးเนาะအဲ့ဒီနှစ်ခုနဲ့တခြားရွှေတန်းတွေကိုကိုကြော်ဖြတ်တယ်ရွှေတန်းကောင်းအောင်လုပ်တယ်ပြောချင်တာကခဏလေဝေးမှာနာမည်ကြီးပြီးသားရွှေဆိုင်တွေစားတောက်ဆိုင်တွေစက်တိုးဆိုင်တွေအများကြီးရှိလိမ့်မယ်ဒါပေမဲ့သူများတယ်ငါပူပေးပြီးတော့ပူပြီးတော့ဘာလုပ်ပေးနိုင်လဲစဉ်းစားမန္တလေးမြို့မှာနာမည်ကြီးတဲ့ရွှေဆိုင်တွေအများကြီးပဲ နှစ်ချီပြီးတော့ဥအောင်အသက်တဲ့လုတ်တန်းရစ်တဲ့ရွှေတိုင်းတွေတောင်ရှိတယ်ဒါပေမဲ့သူတို့ရှိကိုကိုတာအောင်ပြေးမယ်ဆိုရင်ကိုတခုခုဘာပေးနိုင်လဲအတုမဟုတ်ပဲနဲ့အစ်စ်ပေးရမယ်နော်အဲ့တော့သူများနဲ့မတူတဲ့ဒီဥအောင်ရဲ့ငယ်ဘဝထိုင်မုံလေးကိုကြည့်ပြီးတော့ငါသူများနဲ့မတူအောင်ဘာပေးနိုင်တယ်လဲလဖေးဆိုင်ဖွင့်နေပါစုလဖေးဆိုင်သူများကဘလို့လို့မလဲတချို့ကြည့်လိုက်လေစားတော့ဆိုင်တစ်ဆိုင်မှာကားကိတ် ကားကိတ်တွေကားတွေရက်ကြတယ်ဒီဘက်ထမင်းဆိုင်ကလူတယောက်မှမရှိဘူးဒီဘက်ဆိုင်ကလူတွေတိုးနေတယ်ဥအောင်ကြည့်တယ်ဘာလို့တို့ဒီနှဆိုင်တဆိုင်ကလူရှိတယ်တဆိုင်လူမရှိဘူးကြည့်တယ်ဒီဘက်ကထမင်းဆိုင်ကအပေါ်ကလိုင်းကားတွေရက်ဖို့အတွက်စင်အမြင်ကြီးထိုးပြီးတော့ထရန်နေတင်ပေးထားတယ်ရောက်တာနဲ့ကားသမားတွေကားရေဖြန်းဖို့အတွက်ရေပိုက်အစင်းနဲ့လှုပ်ထားတယ်ပြီးရင်ကားသမားတွေစားဖို့အတွက်နေရာအသီးသန့်လှုပ်ပေးထားတယ်အစားအသောက်ကကောင်းတယ်အဲ့တော့ဟိုဘက်ကဆိုင်ရမယောင်းရင်တမယောင်းရရင်တန်လန်းနေသူကဟင်းရလဲသူထမင်းရလဲသူစေတနာမ ျက်နှာရှိခောက်ကျူတဖြည်းနဲ့ဟိုဘက်ဆိုင်ကပိတ်လိုက်ရတယ်။အဲ့တော့တို့လူတွေပြောကျင်တာကသူများနဲ့မတူတဲ့မူလို့ပါစပြန်ပြောပါမယ်အဆရာကြီးတော်ပြောသွားတာပါလေသားတော်ကပါလေကိုကိုကိုဘလို့ထားမယ်ကိုကိုကိုတန်မိုးထားရမယ်ခဏဥအောင်ရဲ့ပထမအရွယ်စနေပြီငငယ်လေးတွေကသူများနဲ့မူမတူတဲ့အတွေးတွေကောင်းတဲ့အတွေးတွေငါဘာပေးဆက်ရမလဲဘာပေးရမလဲခဏဥအောင်တို့ဒီလိုလာတာ ရွှေတန်းကြော်ညာဖို့မဟုတ်ဘူးကိုကားနဲ့ကိုစရိတ်နဲ့ကိုဟိုတယ်နဲ့ကိုလာပြသည်ဒီလူငယ်တွေကိုပြောပြခြင်းနဲ့ဟာတသက်မဲ့လာတာပဲကိုပေးနေတဲ့လူပေးရင်တလန်းနဲ့ရလာပါလိမ့်မယ်နော်ဒါလေးတွေလည်းဒါဥအောင်ရဲ့ငယ်ဘဝတွေရလေးတွေပါဖတ်ကြည့်ပါဦးအပေါ်ကလူတွေက မမြင်ရတော့ကလေးတော့ကလေးတွေကြောင်းကဲအားလုံးပြန်ယူတစ်ခေါက်တော့မိုးချိုးမြစ်ချိုးဝါမှာကြောက်တဲ့အောင်အောင်ရဲ့ပုံစင်းရောင်ရင်တွေးပြခဲ့တဲ့အတွေ့လေးတခုအဲ့ဒီအတွေ့ရကနေအောင်သမารိရှိတဲ့ပိုင်ရှင်ဖြစ်တာပဲဒုက္ခကိုကြိုဆိုဖို့လိုတယ်ဦးအောင်ရဲ့ Facebook ထဲမှာရှိပါတယ်ရွှေတော့ခုနှစ်ချောင်းလို့အများကြီးပြောတဲ့ထဲမှာကနေညတနာကြီးတည်းနဲ့ဦးအောင်ပြည့်အောင်မပြောနိုင်ဘူး ဒါပေမဲ့ရသလောက်ပြောပြီးသားအဲ့တော့ဥအောင်ငငယ်တုန်းကအဲ့ဒီအရွယ်တုန်းက10နှစ်15နှစ်လောက်တုန်းကဒီ16 16ခုရွှေတော့မရောက်ခင်တုန်းကအိမ်မှာမြစ်တူခရမ်းရင်သီးတို့လှုပ်တဲ့အခါမှာမြစ်လိုက်တဲ့အခါမှာဒီမြစ်တောင်းတဲ့ကိုလက်ထိုးပြီးတော့မြစ်တီမားတဲ့အခါမှာဒီလက်သေးတွေတွေမှာမြစ်တီဝင်တော့အယမ်းနာတယ်အဲ့တော့ကိုယ်ခန္ဓာကိုယ်ကလည်းသေးသွယ်တော့ငါဒီအလုပ်တွေငါမလုပ်ချင်ဘူးအဲ့တော့မလုပ်ချင်ဘာလုပ်မလဲပြောရင်ငါအလုပ်တစ်ခုခုလုပ်ချင်တယ်ဒီမြစ်တောင်းနေညတိုင်ထမ်းရတယ် ခရမ်းသီးတောင်းတွေထမ်းရတယ်ခရမ်းရင်သီးတွေထောင်းရတယ်ဒီမြစ်တွေမှုတွေငါမလုပ်ချင်ဘူးမလုပ်ချင်ဘာလို့မအမေတို့နဲ့နေရင်လောက်ရမှာပဲအဲ့ဒါဆိုဘာလုပ်လို့ရမလဲဥအောင်တွေးတယ်ငါဒီမှာနေလို့မရဘူးခုနဆရာမောင်သားချိုပြောသွားပြီကိုယ့်ရထားနေရနေခွာဖို့စဉ်းစားပြီကိုအောင်ဥအောင်ဒါတို့စဉ်းစားအဲ့ဒီမှာအမေနဲ့ဈေးရောင်းရင်းတန်းလန်းနဲ့ဘာတွေ့လဲပြောရင်အမေစီမှာကုံစိမ့်လာဝဲတဲ့ကုံတယ်တယောက်ကကစွန်းရဲ့ဘလောက်တုံးတစည်းဆယ်ပြားတစည်းဆယ်ပြားဆိုရင်အမေကငတ် အဲငန်းမူဘိုးဆိုလို့ရှိရင်6စီးပေးတယ်။ तू ကငန်း10ပြားနဲ့10စီးမစစ်ဘူးတခါတည်းထက်တော့ကြည့်မြဲဘယ်နှစီးရှိတာလို့အစီးတရာရှိတယ်အကုန်ထည့်လိုက်တော့မြင့်အကုန်ထည့်လိုက်တော့ဟာနေပါဦးဆရာကြီးခမရအမေကစစ်မယ်ဆိုစစ်လို့ရသေးတယ်ဘာလို့မစစ်တာတော့ဟဲ့ကောင်းလေးနေရဘာလို့ပြောတာတော့မဟုတ်ဘူးလေအမေ तू များကြတော့ငန်းမူဘိုး6စီးပေးတာ तू ကြတော့တကြက်ဖို့10စီးဘာလို့မပေးတာတော့ ဘသူမှမစ်တာဟာအဲ့တော့ဆရာခင်ဗျာမဟုတ်ဘူးအဲ့အမေခင်ဗျာဈေးဈေးအဲ့တော့ဟာဒီကောင်မေ့ပါမဟုတ်ဘူးအဲ့ချိန်မှာ तू ကွန်းစားတယ်ကွန်းစားတော့အဲ့ကွန်းဆိုင်သွားပြီးတော့ကွန်းထုတ်ဝယ်ပေးတယ်သူလာတယ်ဆိုကွန်းရဝယ်အဲ့တော့ကို့ကိုခင်းလာဟဲ့အောင်အောင်ဘာညာအဲ့တော့နောက်တစ်ခေါက်ကြတာအမေကဈေးချော့ရတယ်ခင်ဗျာဈေးဈေးခင်ဗျာကျုပ်အမေက तू များဆိုဘလောက်ပေးတာအဲ့ဒီကလေးက तू ခင်းလာတော့ကို့ရဲ့မှန်တဲ့ဟာလေး तू သဘောကျလာအဲ့တော့ခင်ဗျာဘာဘူးလို့ဒီလိုဈေးမစစ်တာတော့ ငယ်ငယ်လေးကလေးရနော်16 19ကလေးအဲ့ဒါမျိုးသူးသန်းနေပြီ Facebook နိုင်နေတာမဟုတ်အိတ်ခေတ်က Facebook ပေါ်သေးတာမဟုတ်ခုခေတ်ကနိုင်နေပြီအဲ့တော့ခမရဘာဘူးလို့ဈေးမစ်စတာဟေ့ကောင်နဲ့ငါကမင်းတို့စီကဆယ်ပြားနဲ့ဝယ်တဲ့ဟာဟိုမှာငါတက်မှတ်ရောင်းရတယ်ဗျာချင်မောင်ရဲ့ဆယ်ပြားနဲ့ဝယ်တာအိတ်ခေတ်ကဆယ်ပြားနှစ်စာခွဲလောက်မြတ်တယ်ဆိုတော့ခမရဘယ်ညီတာတုံးဆိုတော့ငါရွှေတော်အဲ့မှာတက်လိုက်သွားပြီတက်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 ရွှေတော်ဟာရွှေကတော်ကြီးရှိသလား ဟာမင်းရွှေဆိုတာတအားပေါ်တာပဲဟဲ့ငါမရှိအာမအာဘူးဟဲ့မင်းအခန်းရင်သီးတို့ဘာညာငါကားလာပြီဘာညာသူပြန်သွားပြီအမေနောက်တစ်ခေါက်အဲ့လူဘယ်နေလာမှာတော့အာမသိဘူးလို့တပတ်တစ်ခါတော့လာတတ်တာပဲအဲ့ကလေးကစဉ်းစားပြီမိုးတို့မြစ်တို့ကြောက်တဲ့အတွက်ဒီရွှေတော်ကိုလိုက်ဖို့အတွေးလေးတစ်ခုကအဲ့ဒီဟာစပြီးရွှေတော်ကိုသွားတာဥအောင်ကနေ့အချိန်ထိရွှေတော်ကိုရောက်တာအမေလဲလိုက်မပို့ဘူးအဖေလဲလိုက်မပို့ဘူးဘယ်သူမှမပါကွန်းရကုန်ဒီတိုင်းတင်ပြီးတော့လိုင်းကားပေါ်တက်ပြီးတော့အဲ့ဇေယကွန်းရရောက်တဲ့အခါ ဇေယကွင်းရောက်ပြီးတဲ့မင်းဆင်းတော်တဲ့ဟုတ်ကဲ့သူတရက်ပင်ရောက်ဒီတိုင်းငုတ်တုတ်ထိုင်းနေတာမင်းတို့ဖြစ်လို့ဖုံးတဲ့ကျုပ်သားလေးလာလိမ့်မယ်ဘယ်နိုင်ငံဘာလို့ဘယ်ဘယ်တိုက်ခန့်ဘာမှဆက်ထားတာမဟုတ်တရက်ပင်ရောက်ကြတော့ညနေရမိုးကချုပ်ပြီးအင်ရှင်ရလာတယ်မင်းကဘာလုပ်တာတုံးနဲ့ဟုတ်ကျွန်တော်ဒီခဏမဟုတ်ဘူးတဲ့မင်းမြန်မြန်လို့ဟုတ်ကဲ့ပါဆိုတာနဲ့ကိုကလည်းခုံနေချပြီးတော့ကွန်ရကုံနေပစ္စည်းတွေတင်ပါ냐ဆိုလူတွေကဝမ်းကြည့်တော့ညီလေးတဲ့မျက်လှည့်ပြမှာလားဟုတ်ဟုတ်ကျွန်တော်မျက်လှည့်ပြမှာပါဆိုကြည့်အဲ့မှာနေကွန်ဘူးတွေချခုံနေချ အာမွေးဘူးတွေထက်စမုံစဘာတွေခေါ့ကရော့တွေမြောက်သွားလူတွေကဝမ်းကြည့်ပါတော့အဲ့မှာကွန်းရတွေအချိုရပြီးတော့လာတဲ့ကလေးအကုန်ကျွေးလွတ်လိုက်တာဟာအမေဟိုမှာကွန်းရတဲ့ကွန်းရလကားကျွေးတယ်တဲ့အဲ့ဒါအစတာဖရီသူများကိုပါအဲ့ကိုကစပြီးကျွေးလိုက်တာကျွေးတော့ကွန်းကအဲ့အချိုအချိုစားတဲ့ကလေးကသူ့အဖေသွားပြောတယ်အဖေအဖေကွန်းစားတယ်မဟုတ်လားတဲ့အဲ့ရှိကွန်းရဆိုင်အကြောင်းတွေဆိုဟာဟောက်နေမင်းကကွန်းရတယ်လားတဲ့ဆရာကျွန်တော်ဂနေညာတညာတော့ဒီဆိုင်ရှိနေပါရစေကဲရှေးမှာဆိုလို့အဲ့တော့အဲ့လိုဥအောင်ရောက်လာပြီကွန်းရဆိုင်ရွှေတော်ကိုရောက်သွားတယ် ဲ့တော့ခုနအဲ့ဒီဘိုးတော်ကိုရွှေရောဆိုတဲ့ဆုတစ်ခုဆင်းရဲတာကိုကြောက်တဲ့အတွက်ချမ်းသာတဲ့ရွှေရောဆိုတဲ့အရက်ဒေတာတစ်ခုကိုရောက်အောင်ဦးအောင်ကသွားတယ်ဒီဒုက္ခလူတွေကပြောတယ်ဟာကျွန်တော်ဆင်းရဲလိုက်တာအဲမင်းတို့ဒုက္ခလာလို့ရှိရင် okay ပဲဒုက္ခတစ်ခုရောက်ပြီးတော့အဲ့ဒါမင်းတို့ချမ်းသာဘူးလားမှတ်ပြီးတော့သားတို့အကုန်ပြည့်စုံနေတဲ့သားသမီးမင်းတို့အခုမနေစောစောဦးအောင်တငယ်ချင်းတယောက်ကပြောတယ်သူ့ဦးလေးကပြောတယ် မင်းတို့ချမ်းသာဖို့ဒါနောက်မှလုပ်ပါတဲ့မနေ့စောသောထတာအရင်လုပ်ကြည့်ဦးနဲ့စောသောဘယ်သူမှမထတော့ဘူးအဲ့တော့ဒါဥအောင်ရဲ့ငယ်ဘဝကအကျွေးလေးတစ်ခုပါဆက်သွားအောင်အကြည့်ပါဦးလူတူအထွတ်ထေးရောက်ဖို့မိကောင်ဖာကောင်ပတ်ဝန်းကျင်ကောင်မိတ်ဆွေကောင်ဆရာကောင်တွေလူတွေမိမိကိုယ်တိုင်လည်း ဥအောင်ကရေသိန်းတန်းနေမှာပြောတယ်လူတယောက်ကြီးပွားတုတ်တဲ့ဖို့ပတ်ဝန်းကျင်ကောင်းမိတ်ဆွေကောင်းဆရာကောင်းလူတယ်ဥအောင်သားကိုလူဟန်ကပြောတယ်အဖေးတဲ့ခမရပတ်ဝန်းကျင်ကောင်းမိတ်ဆွေကောင်းဆရာကောင်းရောက်တိုင်းချမ်းသာလူလားတဲ့ဟာဟာချမ်းသာတာဘောလို့ငါပြောတာဟာခင်ဗျအဖေးအဲ့လိုတော့မပြောနဲ့လေတဲ့အဖေးညီတွေအကုန်လုံးအဖေးလူချမ်းသာလူလားဆိုမှာဟာအဲ့ဒါလည်းဟုတ်တာပဲဥအောင်ရဲ့ညီတွေအကုန်လုံးဥအောင်ဘေးမှာရောက်နေတယ်လေအရွှေသိန်းန်းသားတွေကလည်းခဏဥအောင်လာကြတော့ကြတယ်လူ20 30 ူတို့ဒါစိတ်ကူးကဥအောင်ပေးတာနေရရင်ငါတို့ဆရာကောင်းကိုကိုကိုဆရာကောင်းလို့ဆိုလိုတာမဟုတ်ဘူးနော်သူတို့စိတ်ထဲမှာတွေးမိမယ်သို့တော့အခုမင်းကိုဆရာတော်ဘုရားကြီးရဲ့ညီဆရာတော်ဘုရားကြီးကသွန်ခံရင်းနဲ့သူတရားဟောလို့ရတဲ့ငွေနဲ့အမေကိုအိမ်ဆောက်ပေးတာအဲ့တော့ငွေ8000ကုန်တယ်ဒါပေမဲ့သူညီကဘာမှလုပ်မပေးဘူးအမေလည်းတည်ရောချုံပွဲချပြီးငိုတယ်အဲ့တော့ဆရာတော်ကြီးကပြောတယ်မင်းများများစော်ကားထားတဲ့ကောင်များများငိုရမှာပဲတဲ့ သုံးခံရင်းနဲ့တရားဟောင်းနဲ့မိဘလှုပ်ကြွေးလို့ရတယ်။ဆိုလိုတာကမင်းကိုဆရာတော်ဖရာကြီးရဲ့ဘေးရောက်နေလို့ပတ်ဝန်းကျင်ကောင်းမိတ်ဆွေကောင်းဆရာကောင်းရောက်နေလို့ချမ်းသာမယ်လို့ပြောလို့မရဘူး။မြတ်စွာဘုရားရဲ့ညီတွန်းခွဲတုပ်ပဗုဒ္ဓသူ့ရောက်ဖပါပဲ။ဒီဝရတုပ်ပဗုဒ္ဓသူ့ရောက်ခမဒီဝရအခုအဝီစီးချသွားပြီ။ဖရာဘေးရောက်နေလို့လေဖရာမဖြစ်ဘူးယဟန္တာမဖြစ်ဘူးကဲ။ ရှေ့မှာဆိုလို့ပြောကျင်တဲ့အနေတိပ္ပီဒီခဏိတို့လူငယ်တွေအားလုံးဥအောင်လို့ပြောကျင်တာကဆရာကောင်းတွေစီပတ်ဝန်းကျင်ကောင်းတွေစီရောက်အောင်သွားရမယ်ကိုကိုတိုင်ရဲ့ဘာလို့ရမလဲဆရာကောင်းပတ်ဝန်းကျင်ကောင်းမိတ်ဆွေကောင်းပြောခဏိဆရာမောင်သားချုံနဲ့တွေ့ဥအောင်ကညီလိုတပည့်လူဆရာအထုတ်ကင်မှုလို့ရင်လူပြီးလိုက်တယ်အကြည်တော်နဲ့တွေ့ရင်အကိုကြီးတယောက်လိုနေပြီးတယ်ကိုသည်အလင်းတင့်တယ်လို့ပတ်ဝန်းကျင်ကောင်းဖြစ်အောင်လေကိုသည်ဆရာကောင်းဖြစ်အခုသားတို့သမီးတို့ကိုကိုကိုဆရာလို့မထင်ဘူ ါပေမဲ့သားတို့သမီးတို့အောက်မှာညီရင်းညီမတွေရှိရင်ဟာမမကစောစောထားတယ်မမစာကြက်တယ်ကိုကိုစာကြက်တယ်အဲ့ဒါသားတို့ရေးကြည့်တယ်နော်မင်းတို့လုံတာကိုနောက်ကမင်းတို့6တန်း9တန်းကလေးကကြည်နေတာအဲ့ဒါဆိုမင်းတို့ကဘာလဲဆရာကောင်းကိုကိုတိုင်လည်းပတ်ဝန်းကျင်ကောင်းမိတ်ဆွေကောင်းဆရာကောင်းဖြစ်ဖို့လိုအပ်တယ်ဒါလေးလေဥအောင် နေနဲ့ဖြည့်ပြောခြင်းပါအဲ့တော့လူလက်ဘဝဖြတ်သန်းပုံလေးသွားပါမယ် ဲ့တော့ဒီလူငယ်ဘဝဖြတ်သန်းပုံကိုအလုံးဦးအောင် focus ပြန်ချုပ်ရင်အောင်ဆိုတဲ့ကောင်လေးသည်ခရစ်ဒီဘဝဒီစင်ပေါ်ရောက်အောင်အောင်သမารီရွှေဆိုင်လို့ရောက်လာတဲ့ဟာကငယ်ငယ်ကပေးလိုက်တဲ့မိဘရဲ့အမွေအနှစ်အလုံးသည်အများကြီးမပေးနိုင်နိုင်ဘူးအဲ့တော့တို့အခုခုကိလူငယ်တွေထင်းနေတာကအမေကမချမ်းသာလို့အဖေကမချမ်းသာလို့ငါတို့ဘာထုတ်မပေးလို့ငွေထုတ်မပေးလို့မဟုတ်ဘူးခရစ်ချမ်းသာတဲ့တထေးတွေလိုက်ကြည့်လိုက်ဘယ်တထေးမှ အခုဒီထဲကလူတယောက်ကိုဥအောင်ပြောမယ်ရော့သိန်းတစ်တောင်မင်းရွှေတိုင်ဖွင့်လုပ်လေလုပ်ငန်းမကျွမ်းကျင်မင်းနဲ့ဘယ်လိုလုပ်လို့ရမလဲဟုတ်ပြီအဲ့တော့ငယ်ဘဝပြီးတဲ့ခါမှာဥအောင်ရဲ့လူလက်ဘဝလူငယ်လေးကျဲကျဲလေးအရင်အနီးဟာအရင်အနီးဟာလူအရင်အနီးဟာမင်းတော့ပတ်စံမဟုတ်ဘူးသားတို့သမီးတို့အရင်အနီးဟာပတ်စံမဟုတ်ဘူးကိုပဲအောက်ကပါတယ်တီလာတစ္ဆာအမျောမျော ခုနကအောင်အောင်ဆိုတဲ့ကောင်လေးကဘာအမျော်မြင်ရှိတာလဲရွှေရောဆိုတဲ့ဒေသကိုမြင်တယ်ဒီလူကွန်းရကြိုက်တာကွန်းရဝယ်ပေးတယ်အဲ့ဒီရွှေရောဆိုတာဘာတွေတုံးရအောင်အဲ့ဒီ14နှစ်15ဒေသအောင်အောင်ကအသက်30 40အဲ့ဘိုးတော်ကြီးခုမရှိတော့ဘူးသူ့စီကရွှေရောမရောက်ဘူးတဲ့ဒေသကိုနားနဲ့ရောက်အောင်အရင်ကြည့်တာလူတွေကမျက်စိနဲ့ကြည့်တယ်လို့ထင်တာနားနဲ့အရင်ကြည့်ရတယ်လူတယောက်ရဲ့သတင်းလိုက်မကြည့်နဲ့ဟဲ့အောင်အဲ့ဒီကောင်ငါးစီပတ်စံကြည့်နေတယ် ဘလို့နေလားဟာဒီကောင်ဘောလုံးပွဲတွေလောင်းတာမိမချီးနဲ့အဲ့ဒါမျက်စိနဲ့လိုက်မကြည့်နဲ့နားနဲ့အရင်ကြည့်အဲ့ဒီမှာတင်အရင်နီးစာမင်းပဲဆိုတာဥအောင်ရဲ့အခုလုပ်နေတဲ့လုပ်ငန်းဒုတိယဘဝမှာကိုရတရားနေရွှေကုံတွေစဖြစ်တဲ့အရင်နီးဟာဘာလဲအမေဘေးကဘာမှမပေးလိုက်ဘူးအမေကဥအောင်ကိုပေးလိုက်တဲ့အရင်နီးကဘာလဲအခုဥအောင်တို့ညီကို6ယောက်ရှိတယ်တယောက်နဲ့တယောက်မင်းနဲ့ငါနဲ့မပြောရဘူးမဆဲရဘူးအခုဥအောင်မှာညီ9ယောက်ရှိတယ်ဆဲတယ်ဆိုတာဥအောင်ရဲ့ညီတွေအခုတည်းဘာမှမသိဘူး အထင်းတော်ကြီးပြောထားတယ်နင်တို့တယောက်နဲ့တယောက်ကလေးတွေရှိမဆဲနဲ့နော်လို့ဒါပေမဲ့ကလေးတွေတခုတော့ဆဲရတဲ့ဒေါ်မော်စီဆဲတဲ့ဟာမျိုးတစ်ခါတခါဆဲတယ်မတ်မော်စီလည်းအန်တီမော်စီလည်းမဆဲပါနဲ့အဲ့တော့ဆိုလိုတာကကလေးဆိုတာအတက်တင်တာဒါတော့အဲ့တော့လူတယောက်ရဲ့တစ္ဆာတမာတိအမျောအမြင်ဟာလေအရင်ဒီပဲအဲ့တော့ခုနကလေးလေးဥအောင်ကဘာလုပ်တာတော့ခမအမေစီမှာကစုံရွက်ဈေးစစ်ပါရွှေရောဆိုတာဘာလဲ အဲ့ဒီအချိန်မှာ15နှစ်16နှစ်နာဖြစ်တဲ့အတွက်သီလာထိန်းစရာတော့မလိုဘူးအဲ့တော့ဥအောင်ရဲ့ဒီနောက်ကနောက်ပိုင်းအပိုင်းလေးသွားပါမယ်အဲ့တော့ခဏလူငယ်တွေကိုထပ်ပြောချင်တာကအရင်နေ့ကပတ်စံမဟုတ်ဘူးပတ်စံလို့ထင်ရင်မဖြစ်ဘူးလုပ်ငန်းကျွမ်းကျင်မှုသို့တော့လုံးဝ0%မဟုတ်ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်လူကအဓိကကြခဏကံမောသားဆရာကြောင့်ဘန်နေထူတော်နေဆရာကြောင့်အခုဘန်900ကျော်ဖွင့်သွားပြီနော်ဘန်မျိုးမျိုးမဟုတ်ဘူးနော် လေရင်တွေအခု MA တို့ကံမောစာတို့ထူထောင်တာတယ်လေရင်မျိုးရိုးမဟုတ်ဘူးနော်ကိုဒီနေ့ရမှာဆရာဖွင့်ပြောတယ်ကံမောစာဆိုတာသူများရဲ့နာမည်ကိုဆရာဝယ်ပြီးတော့မှဖန်လုပ်ငန်းလုပ်တာအောင်သမารီဥအောင်ဆိုတဲ့နာမည်မူရင်းကစိန်ရွှေတိုးတို့အောင်အောင်ရွှေဆိုင်တို့မူရင်းအောင်သမารီဆိုတာသူများစီကယူလုပ်တာဘေဘီဒီနေအညွန့်နေအတက်ဒီဘာဒီမှသွားမင်းနေတာမဟုတ်ဘူးသောသမားအိမ်ဖွင့်သမားရွှေဆိုင်ဘယ်မှမမီးဘူး မေးရဘူးလို့မဆိုလို့ဒါတော့မိမိတို့သဘောသို့တော်သိအဓိကမကြဘူးအဲ့တော့ခုနပြောတဲ့ကို့နာမည်ဒီဆိုတာတဲ့အရင်ဒီဟာကိုပဲသူများတိဆောက်ထားတာဒီလေတခါဒီကို့အတွက်ဖြစ်တတ်တယ်ဒါတော့